အစာကိုဆေးလိုမစားတဲ့အခါဆေးကို အစာလိုစားရလိမ့်မယ်အစာစားတဲ့အခါမှာကြည်ညက်လွယ်တဲ့အစာတောက်တွေကိုနည်းနည်းနဲ့အဟာရရှိစွာ စားသုံးရမယ်အဲဒီလိုနည်းနည်းနဲ့အဟာရရှိစွာ မစားသုံးဘူးဆိုရင်ကိုမစားခြင်းနဲ့ဆေးဝါးတွေကို အစာစားတယ်လို့ပဲအများကြီး ဟိုစေးတောက်ရဒီစေးတောက်ရနဲ့စေးတောက်ရတာဟာထမင်းစားသလိုကိုဖြစ်နေပါလိမ့်မယ်ဒါကြောင့်အစာစားလျင် မတည့်လင် စားခြင်းပင်မဲ့ရှောင်ရတယ်အစာစားလျင်တဲ့ပြန်လင် မစားခြင်းပင်မဲ့စားရတယ် မကျမ်းမာတဲ့ချိန်ရောက်မှကျမ်းမာခြင်းရဲ့တန်ဖိုးကိုတီးမဲ့အစားကျမ်းမာရေးကောင်းနေတော့မှာကျမ်းမာခြင်းဟာ အမတန်မှတန်ဖိုးရှိတယ်ဆိုတာကိုတီးပြီးတော့ကျမ်းမာခြင်းဆိုတဲ့လက်ကြီးတစ်ပါးမှဆုံးရှုံးရလေအောင်အစာစားလို့ရှိရင်တတိဉာဏ်ပညာဥသိပြီးတော့ကြေလွယ်ကြက်လွယ်တဲ့အစာစာကို စားသုံးခြင်းဖြင့်ကျန်ကျန်းမာမာ အသက်ရှိကြပါစေ။